ကဲဘောရာတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အမကန်ပရိသတ်တယောက်ဖြစ်တဲ့ခရစ်ယာန်ဆိုတဲ့ဂုဏ်လေးတယောက်ထူးဆန်းတဲ့ဘလုံးကန်ဖနက်ကိုရပြီး specialty ခြေစမ်းပြခဲ့တဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခရစ်ယာန်ဆိုတဲ့ရှင်းနေသားရဲ့ဂုဏ်လေးဟာရော်နယ်ဒိုကိုရမ်းကြိုက်ပြီးတနေ့မှာသူလဲရော်နယ်ဒိုလိုအောင်မြင်တဲ့ဘောလုံးသမားတယောက်အနေနဲ့နိုင်ငံလက်ရွေးစဉ်တင်းမှာကန်ကွင်းရရမယ်လို့အိမ်မက်မနေတဲ့သူတယောက်ဖြစ်ပါတယ်ဒါပြင်သူ့ရဲ့မိကလည်းသူ့ရဲ့ဝါသနာနဲ့ပတ်သက်ပြီးအားပေးခဲ့ပါတယ်သူ့ရဲ့ဘေးကတော့ American စစ်သားတယောက်ဖြစ်ပြီးလက်ရှိမှာတော့ Afghan နဲ့တိုက်တဲ့ရှီတန်းကိုရောက်နေခဲ့ပါတယ်သူတို့မှာတော့ France ဆိုတဲ့အင်ဂျင်ဘိုးတော်တယောက်ရှိပြီး အဲ့ဒီဘုရော့ကလည်းခရစ်ယာန်ရဲ့မာသာကြီးကက်သရင်းကိုလာလာပြီးအညော်လာခံနေတာဖြစ်ပါတယ်ဘုရော့ကြီးမှလည်းဒေါ်နယ်နဲ့အက်ဆိုတဲ့တားနှစ်ယောက်ရှိပြီးခရစ်ယာန်နဲ့ဘောလုံးလေးချင်းတဲ့ကလပ်ကလည်းတူတော့ကလေး၃ယောက်လို့ကိုတူတူကလပ်ကိုလိုက်ပို့လို့ရှိပါတယ်နောက်ပြီးဖရန့်ရဲ့သားတွေကသူတို့လောက်ခရစ်ယာန်ကမကစားနိုင်ဘူးဆိုပြီးခရစ်ယာန်ကိုအမြဲနိုင်ကျင့်လို့ရှိပါတယ်အဲ့ဒီနောက်တနေ့မှာနီဗျာဒိုမီနက်ကခရစ်ယာန်ကိုခွင့်ရေးပေးတဲ့အနေနဲ့တိုက်စစ်မှုအသစ်နေရာမှာဝင်ကစားခိုင်းခဲ့ပေမဲ့ဒီဘာဘူးကဒါလဲမွေဟိုဟာလဲမွေနဲ့တိုက်စစ်မှုတယောက်လို့ကိုးပေါက်ပဲလွဲနေတော့စိတ်ပြည့်နေခဲ့ပါတယ်ခရစ်ယာန်လည်းဒီပရက်ရှင်ဝင်ပြီးဝမ်းနေနေခဲ့ပေမဲ့ မာသားကြီးကအဲ့ရဝင်ကနေခရစ်ယာန်ဖေးပြောလို့ရှိတဲ့အရှုံးမပေးခြင်းကအကောင်းဆုံးတုတ်ပြန်မှုပဲဆိုတဲ့စကားကိုပြန်ပြောပြပြီးအားပေးနေခဲ့ပါတယ်။နောက်ထပ်ဇာဝင်ကမှာတော့ခရစ်ယာန်တယောက် channel မှာပဏိတိကန္တာလေးကျင့်ရင်ပေးကရက်ကဘဲကြီးရဲ့ channel ကိုဝင်သွားတဲ့အတွက်ဘဲကြီးကဒေါသကြီးနဲ့ထွက်လာပြီးပွားနေခဲ့ပါတယ်။ခရစ်ယာန်ကတောင်းဝန်လိုက်ပြီးသူကဘောလုံးမဖြစ်ချင်တော့ပါလို့ရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ဘဲကြီးကရှင်းပြတာနားမထောင်တော့ပဲဘောလုံးမြင်မြန်ပြန်လာကော့ဖို့အော်နေခဲ့ပါတယ်။အဲ့နောက်မှာတော့နီးပြဒိုမီနက်ရဲ့မြောက်ပိုင်းကျယ်ဝင်လေးများအတင်အားပြိုင်ပွဲတစ်ခုပြန်ပြရာကိုတွေ့ရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့မိဘတွေကလည်းအားပေးနေကြပြီးပရောဂျီဖရန်ကတော့ထုံးစံတိုင်းသူသားတွေကိုသာပေးကစားခြင်းနဲ့အတွက်ခရစ်ယာန်ကိုအရန်လူဆင်းမှာပဲထားဖို့နိဗျကိုတိုက်တွန်းနေခဲ့ပါတယ်ဒီလိုနဲ့ပထမပိုင်းပြီးတဲ့အခါမှာတော့သူတို့အသင်းကတသိန်းလုံးသူမသားကိုအာသူဘခြေစွမ်းနေနဲ့ကစားခဲ့တာဆိုတော့နိဗျကဒရိကန်ပုံစံကစားခွင့်နဲ့မြေလိမ့်ပေါ်ပေးဖို့မှုကနေတဆင်ခိုးသွင်းယူဖို့မှာနေခဲ့ပါတယ်အဲ့တော့မှာတော့ဒုတိယပိုင်းပစကေမှာအာပိစကားပြောလိုက်ပေမဲ့ကောင်စိုးလေးတွေတိုက်တိုက်ကတော့လက်ရှိခြေစွမ်းကချက်စီလို့ဖြစ်နေတော့ဂိုးပါပြလိုက်ရပါတယ်ဒီလိုနဲ့ပွဲပြီးကနေမှာတော့နိဗျဒိုမီနက်ကဖရန့်ရဲ့သားဒွန်နဲ့နေရာမှာခရစ်ယာန်ကိုထဲကစားဖို့ဆုံးဖြတ်လိုက်ပါတယ် ခရစ်ယာန်တယောက်ကွင်းထဲမှာခြေဆွံပြလို့ပိတ်သက်တွေအံ့ဩနေခဲ့ပေမဲ့ကိုတော့မသွေးနိုင်ခဲ့ပါဘူးအဲ့တော့ကံကောင်းစွာပဲသူတို့တင်ပနီဒီရလို့ဝမ်းဝမ်းနဲ့တည်ချခဲ့ပါတယ်မိဖကလည်းခရစ်ယာန်ကိုမင်းကချန်ပီယံတယောက်လို့ကစားပြသွားတာလို့မှတ်ချက်ပေးခဲ့ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာတော့ခရစ်ယာန်ရဲ့ဘေကျောတို့တိုက်ပွဲဟာအတော်လေးထိနာနေခဲ့ပြီးကျောတို့ဘက်မှာဗိုလီကအစားဘလက်ပိုင်လန့်နေပြီးဖြစ်ပါတယ်ဒါမဲ့ကျောကတော့ကျန်တဲ့တပ်သားတွေကိုအာမန်တက်စီမဲ့စကားတွေကိုပြောလိုက်ပြီးစက်တိုက်ကြကိုပြောနေခဲ့ပါတယ်အဲ့တော့ကျောကသူ့မိမနဲ့ကလေးပုံကိုထုတ်ပြီးကြည်နေခဲ့ပါတယ် နောက်တစ်နေ့မနေ့မှာတော့ Catherine Christian ကိုကြောင်းလိုက်ပို့ပြီးအပြန်ဖုန်းတကောဝင်လာခဲ့ပါတယ်။ဖုန်းကတော့တက်ချက်ကြီး William ဆက်တာဖြစ်ပြီးသူမရဲ့ယောက်ျားတို့တက်ဆူ mission ဆောင်ရွက်ရင်ပျောက်ဆုံးနေတဲ့အကြောင်းကိုဆက်တာဖြစ်ပါတယ်။အဲ့ဒါကြတော့ Catherine တယောက်စိတ်တွေလှုပ်ရှားလာပြီးကြောင်ချောက်ချဖြစ်လာကနောက်ဆုံးမှာတော့တစ်ဖက်ကလာတဲ့ကားနဲ့တိုက်မိသွားပါတော့တယ်။အဲ့ဒီနေ့ညမှာတော့သူ့မိလာဂျူရာကိုစောင့်နေတဲ့ Christian ကို Frank ကလာဂျူပြီးဆေးရုံကိုချက်ချင်းပေါင်းပို့ပေးလိုက်ပါတယ်။ကောင်းလေးရသူ့မိကိုခုလိုချင်းနေကြီးနဲ့မြင်လိုက်ရတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အဲ့တော့သူ့ကိုဆောင်းဆောင်မဲ့သူမရှိတော့တဲ့အတွက်သူ့မိနေပြန်ကောင်းလာတဲ့အချိန်ထိ friend နဲ့အတူတူနေဖို့အကြောင်းပြန်လာပါတော့တယ် ကမ္မကောင်းစွာပဲဘုရောကြီးစီမဆင်းဆင်းရဲနေရပြီးသူ့ကိုစွန့်ပစ်ထားတဲ့မြောက်ခန်းထဲမှာပဲအိတ်ခန်းခဲ့ပါတယ်။ဒါပြင်အိတ်လုတ်တွေကိုပါတနေ့လုံးလုံးရပါသေးတယ်။ဒီလိုနဲ့တနေ့မှာတော့ Frank က Christian ဘောလုံးကဖနက်ပြန်လူမဲ့သတိထားမိသွားတဲ့အတွက်အားကစားပစ္စည်းဆိုင်ကိုခေါ်သွားခဲ့ပါတယ်။ခုရောက်တော့ဆိုင်ရှင်ကဘာမှတော့ထုံမပြရသေးဘူး။ Frank က Christian ကသူ့သားမဟုတ်တဲ့အတွက်ဈေးပေါ်ဆုံးဖနက်ကိုပဲယူမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဆိုင်ရှင်ကရွှေရောင်နဲ့ထူးခြားတဲ့ပုံစံလိုလိုဘာလိုလိုရှိတဲ့ဖနက်တရံကိုထုတ်ပေးလိုက်ပါတယ်။ Christian ကတော့ကောင်းကောင်းမကောင်းကောင်းကြီးမမြပဲလက်ခံလိုက်ပါတယ်။ နောက်နေ့မှာတော့ခရစ်ယာန်တယောက်ဖနက်ဝက်ပြီးလေ့ကျင့်နေတဲ့အချိန်သူ့ရဲ့ကံကျင့်တွေကတကယ့် professional တယောက်လို့ကောင်းလွန်နေခဲ့ပါတယ်။ဆေးဥမှာတော့ကက်သရင်းကိုမယ်ရီဆိုတဲ့သူနာပြုတယောက်ကပြုစုပေးနေပြီးမယ်ရီကလိုလေသိမ်းမရှိပြုစုပေးတဲ့အတွက်ကက်သရင်းကိုသူမသားလေးအတွက်အကောင်းဆုံးရည်တည်ပေးဖို့အားပေးစကားပြောနေခဲ့ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့နိဗျဒိုမီနက်ရဲ့အတင်းနောက်တစ်ပွဲကစားနေတာကိုတွေ့ရမှာပါ။အဲ့ဒီပွဲကတော့အရေးကြီးတဲ့ပွဲဖြစ်ပြီးအနိုင်ကံပြီးနောက်တစ်ဆင့်ကိုတက်နိုင်မှသာပြည်နယ်ပေါင်းစုံချန်ပီယံလူပွဲကိုသူတို့အတင်းဝင်ရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ခွင့်ရေးကလက်တကန်းအလိုမှာရှိနေပေမဲ့ပထမပိုင်းမှာအကောင်စိုးလေးကထုံးစံတိုက်မှာပဲတကူမှမသွင်းနိုင်ပါဘူး ဒါကြောင့်ဒိုမီနက်ကဒုတိယပိုင်းမှာ friend ရဲ့သားနေရာမှာ christian ကိုထဲဖို့လုပ်ပါတယ်ဒါပေမဲ့ friend ကသူ့ကြံကိုလက်မခံဘဲသူ့သားကိုမထုတ်ဖို့ပြောနေခဲ့ပါတယ်ဒိုမီနက်ကသူ့လို့သူတီးတဲ့ကြောင်ပြောတဲ့အချိန်မှာတော့ friend ကနီးပြဒိုမီနက်ကသူ့စီကချေထားတဲ့ကြွေးတွေကိစ္စနဲ့ကြက်ကင်ပါတယ်ဒါပေမဲ့ဒိုမီနက်ကတော့ဘီးမဆိုင်ပဲ christian ကိုဒုတိယပိုင်းမှာထက်ကန်ခဲ့ပါတယ်တကယ်လည်းနီးပြရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ် christian ဟာစောင့်ဝင်လာကြတဲ့ကတလုံးပြီးတလုံးသိနေတဲ့အတွက်ပရိသတ်တွေလည်းဝိုင်းပြီးချီးကျူးကြပြီးနီးပြကလည်းငါရဲ့တကယ်တိုက်စစ်မှုကိုတွေးပြီးကလို့ရေရွတ်နေခဲ့ပါတယ် ပွဲပြီးတဲ့အချိန်မှာလည်းခရစ်ယာန်အတူတူသောတငယ်ချင်းလည်းဖြစ်အသင်းရဲ့ကိုယ်တော်မှလည်းဖြစ်တဲ့ဂျူလီယန်ကချီးကျူးခဲ့ပြီးခရစ်ယာန်မိကုံယူရအောင်ဆက်ပြီးခြေစွမ်းပြဖို့အားပေးခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ Frank ကသူ့ကိုမနာလိုတဲ့အတွက်သူ့အမိနဲ့တွားတွေ့လို့မရအောင်အလုပ်တွေကိုဆော့ခိုင်းခဲ့ပြီးဖုန်းလည်းပင်ပြောပေးထားခဲ့ပါတယ်။ဒီလိုနဲ့ Champion ဖလားပြိုင်ပွဲဝင်ဝင်ရသွားတဲ့သူတို့တင်အားခရစ်ယာန်ရဲ့ခြေစွမ်းတဲ့သူနိုင်ပွဲတွေစတိုက်ချနိုင်ခဲ့ပါတယ်။နိဗ္ဗာန်ဆိုရင်လည်းသူတစ်တလုံးအရှုံးသမားတယောက်လိုခံစားခဲ့ရသမျှအခုဆိုရင်အောင်မြင်တဲ့သူတယောက်လိုခံစားနေရပြီလို့ပြောပြီးကောင်းလေးတွေကိုကျေးဇူးတင်နေခဲ့ပါတယ်။ ဒီလိုနဲ့ခရစ်ယာန်တို့ဖွဲ့အားအပွဲတိုင်းတည်နေတဲ့အတွက်မီဒီယာတွေရဲ့အာရုံစိုက်မှုကိုပါရလာပြီးခရစ်ယာန်ရဲ့မျက်ကွက်ကြီးလည်းသတင်းစာကောင်းစီမှနမ်းမြကြီးလို့လာခဲ့ပါတယ်။စေုံမှာလည်းအမေရိကသတင်းစာကိုကက်သရင်းကိုပြတော့သူမအရန်ကိုဂုံယူမိသွားပြီးသူသားစီဖုန်းဆက်ခဲ့ပေမဲ့မနာလိုတဲ့ friend ကတော့ဖုန်းမကင်ခဲ့ပါဘူး။ဒီလိုနဲ့သူတို့လက်ရှိပြန်နေတဲ့ပြိုင်ပွဲကြီးရဲ့ဘိုလူပွဲနေ့ကိုရောက်တဲ့အခါမှာတော့နီးပြကနိုင်ငံလက်ရွေးစင်တင်ကကစားသမားတယောက်ဖြစ်တဲ့မက်ကိုဖိတ်လိုက်ပြီးခရစ်ယာန်ရဲ့ကစားပုံကိုအချိန်နည်းနည်းလောက်ပေးပြီးကြည့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ဘိုလ်ဒူဘက်မှာခရစ်ယာန်တယောက်ဂိုကြီးနှစ်ပါးဝင်ပူထားသလားမှတ်ရလောက်အောင်ကောင်းမွန်တဲ့ခြေစောင်းတွေနဲ့ကစားသွားခဲ့ပြီးတွင်းကိုတွေလည်းတွင်းယူပေးခဲ့တဲ့တွေ့နီးပြမြုံမှန်းထားသလိုမတ်ကိုထင်ကြီးသွားစေခဲ့ပါတယ်။အဲနောက်မှာတော့ခရစ်ယာန်အတုံးလုံးကြိုကြလာပြီးစေယုံကနေသူသားအကြောင်းကိုစောင့်ကြည့်နေတဲ့ကက်သရင်းလည်းပျော်နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ခရစ်ယာန်အောင်မြင်လာနေတာကိုမကြိုက်တဲ့ friend ကခရစ်ယာန်ကိုဘလို့ကြောက်ဆုံးအောင်လုပ်ရမလဲဆိုတာကိုကြံထုတ်နေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ခရစ်ယာန်ချန်ထဲမှာလေ့ကျင့်နေရင်ဒီရွှေဖက်နဲ့ကြောင့်သူ့ခြေစောင်းတွေရှယ်ချမ်းနေတာလားဆိုတာကိုသိချင်လို့စမ်းကြည့်တဲ့အနေနဲ့ရွှေဖက်နဲ့ဝတ်ပြီးအရင်ကန်ကြည့်လိုက်ပါတယ်။ ကန်ကျစ်တွေကလမ်းပြန်ထွက်နေခဲ့ပြီးအခြားဖက်နဲ့ပြောင်းပြီးဝက်ကန်လိုက်တဲ့အချိန်မှာတော့ကန်ကျစ်တွေကရန်ကုန်ရောက်လိုက်တောင်ကြီးရောက်လိုက်ပြီးဖြစ်နေခဲ့ပါတယ်။အဲ့လိုတွေဖြစ်နေတာကိုဖရန်ကမြင်သွားပြီးရွှေဖက်နဲ့မိုးဝဲရောက်အောင်လုပ်ဖို့ကြံမာတော့တယ်။ဖက်နဲ့အစ်ဝယ်ပေးမဲ့ဘာညာနဲ့တင်းတင်းလို့မအောင်မြင်တဲ့အခါမှာတော့ညဘက်ကြီးဖက်နဲ့တကူထလောက်ခဲ့ပါတယ်။ဒါမဲ့ဂရင်းအောက်ကဖက်နဲ့ကိုခိုးနေတော့ခရစ်ယာန်ဂိုတိုကြီးထထိုင်လာတော့ဟီဟီဦးကဆလာပါဆိုပြီးပြန်ထလိုက်ရပါတယ်။ဒါမဲ့ကျနာတက်တဲ့ခရစ်ယာန်ဟာညတိုင်းသူ့မိဘတွေအတင်းသားတွေနဲ့ဖရန်ကိုပါမကြမ်းဆူတောင်းပေးလို့ရှိပါတယ်။ဒီလိုနဲ့ပြည်내ပေါင်းစုံချန်ပီယံလူပွဲပွဲစဉ်တွေကလည်းဆလာခဲ့ပြီး ပွဲတိုင်းမှာခရစ်ယာန်ခြေစွမ်းပြလာခဲ့တဲ့အတွက်ဘူလူပွဲအထိတက်လာနိုင်ခဲ့ပါတယ်။ပွဲတိုင်းမှာပြခဲ့တဲ့ခရစ်ယာန်ရဲ့လက်ပါကောင်းမွန်တဲ့ခြေစွမ်းတွေကြောင့်ခရစ်ယာန်ဟာသတင်းစာပေါင်းစုံမဂ္ဂဇင်းပေါင်းစုံရဲ့မျက်နှာဖုံးတောက်လျှောက်မှာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ဒါမဲ့ friend ရဲ့ feeling မှုတွေကလည်းပြတ်မသွားပဲကောင်းလေးအမေဖုံးစလို့အနားမှာရှိနေအောင်ပြီးမပြောခဲ့ပါဘူး။အဲ့ဒီအချိန်တစ်ဖက်မှာတော့ ခရစ်ယာန်ရဲ့သတင်းကအင်ဗီရိုအထီတောင်ရောက်သွားတော့တမရာကြီးကကောင်းလေးရဲ့မိဘတွေအကြောင်းမှာစုံစမ်းခဲ့ပါတယ်။ အဲ့တော့ကောင်လေးကိုထောက်ပံ့ပေးဖို့ဆုံးဖြတ်လိုက်ပြီးသတင်းစာရှင်းလင်းပွဲတွေပါတယ်လို့ကအဲ့ဒီပွဲမှာမရှင်လုံရင်းပျောက်နေတဲ့ကောင်လေးရဲ့အဖေကိုသူတို့အနေနဲ့မရရအောင်ရှာပြီးကောင်လေးစီကိုပြန်ပို့ပေးမယ်လို့ပြောသွားခဲ့ပါတယ်။ဒါမှသာသူတို့အနေနဲ့ခရစ်ယာန်ရဲ့ချန်ပီယံလူပွဲကိုကြည့်ဖို့စိတ်တမ်းလိမ့်မယ်လို့မီဒီယာတွေကတီးပြခဲ့ပါတယ်။ဒီမှာမှလည်းအမေရိကဂျန်တောင်းနဲ့လမ်းလျှောက်နေအောင်ကက်သရင်းကိုတင်စားပေးနေပြီးခရစ်ယာန်ရဲ့ဗိုလ်လီဘဲကိုတော့အားပေးဖို့တိုက်တွန်းနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသမရလက်ထောက်သူမစီရောက်လာပြီးခရစ်ယာန်ကိုနိုင်ငံတော်ကထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းကိုလာပြောခဲ့ပါတယ်။ တမနာကြီးဟာပြောခဲ့တဲ့အတိုင်းအထူးကဲစေတပ်ဖွဲ့တွေကိုမစ်ရှင်ဆောင်ရွက်တဲ့နေရာကိုဆီလွတ်ပြီးကြောက်ဆုံးနေတဲ့တပ်သားတွေကိုရှာခိုင်းခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့ပါတယ်။အဲ့လိုခရရှန်ရဲ့ဖေကိုရှာတွေ့သွားပြီးဆိုတဲ့အကြောင်းတမနာကြီးမီဒီယာတွေကိုကြေညာတာကိုကက်သရင် TV ကနေကြည့်လိုက်ပြီးပို့ဆိုပဆက်တွေပြောနေခဲ့ပါတယ်။ဒီလိုနဲ့ပြည်နယ်ပေါင်းစုံချန်ပီယံလူပွဲဘောလုံးပွဲနေ့ရောက်တဲ့အခါမှာတော့ခရရှန်တယောက်ပြင်ဆင်ပြီးပွဲကိုသွားဖို့လုပ်ခဲ့ပေမဲ့မြောက်ကန်တကားကိုဖရန်ကပိတ်ထားခဲ့ပါတယ်။တပြင်သူ့ရဲ့ရှုဖက်ကိုလည်းဖရန်ကခိုးထားခဲ့ပါတယ်။ ဒါမဲ့ကံကောင်းစွာပဲဟိုတစ်ခေါက်ကဘောလုံးခြံထဲဝင်သွားလို့ပွားခဲ့တဲ့ဘိုးတော်ကြီးရဲ့ခွေကသူ့တကင်ကိုသွားခေါ်ပြီးမြောက်ခမ်းပရင်းမောင်နာမှာအကူညီတောင်းနေတဲ့ခရစ်ယာန်စီကိုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့အကောင်လေးကအကူညီတောင်းတော့ဘဲကြီးကမင်းကုံကကဘာကိစ္စအကူညီရမှလဲလို့မေးတဲ့အခါမှာတော့ခရစ်ယာန်ကဘာလို့လဲဆိုတော့ခမရကကျွန်တော်တို့နဲ့သားမလို့လို့စာရေးပြလိုက်ပါတယ်။ဘဲကြီးအက်ကမှဟတ်တီသွားပြီးမန်ကိုခွဲကကောင်လေးကိုပြင်ထုတ်ပေးလိုက်ပါတော့တယ်။ ဒါပြင်ပွဲချိန်နောက်ကျနေတဲ့အတွက်သူ့ရဲ့ရှေ့ခက်ကားကြီးနဲ့လိုက်ပို့ဖို့လုပ်ပါတယ်။ဒါမဲ့ကားထဲဝင်ခင်ခြေလေးမှာပဲကိုရောင်းထဲကဘောလုံးနဲ့ပတ်သက်တဲ့စုတစိမ်းများကြီးကိုတွေးလိုက်ရတဲ့အတွက်ဒီစုတွေကိုဘလို့ဖြစ်လို့ရတာလဲလို့မေးခဲ့ပါတယ်။အဲဒီချိန်မှာပဲဘဲကြီးဟာသူ့ဘောလုံးကိုစိတ်နာနေတယ်ဆိုတာသူဟာငငယ်တုန်းကရန်ကိုချွေဆန်းကောင်းမွန်ခဲ့ပေမဲ့ပွဲတစ်ပတ်မှပြင်းထန်တန်ရာရသွားပြီးခြေထောက်နှစ်ချောင်းလုံးအပြင်ကြိုးရိုးပါကျိုးသွားခဲ့တဲ့အတွက်သူ့အမေတွေပျက်စီးခဲ့ရတဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။ ဒါမဲ့ Christian ဘောလုံးလေးကျင်ပြီး channel ကိုဘောလုံးဝင်လာတဲ့နေ့ကစပြီးဘောလုံးကိုပြန်ချစ်တက်လာတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့သူတို့စကားပြောပြီးသွားတဲ့နောက်မှာတော့ပွဲစီကိုအမြန်လာခဲ့ကြပါတယ်။ပွဲမှာတော့နီးပြ Christian ရောလို့ Frank ကိုပြီးတော့ Frank က Christian နေမကောင်းဘူးဆိုပြီးလင်းလဲပါတယ်။ဒါမဲ့ Christian မပါဘဲပွဲကိုစလိုက်ရပြီးအသင်းကနှုံချနေခဲ့ပါတယ်။ဒါမဲ့ခဏကြာမှာတော့ Christian ရောက်လာခဲ့ပါတယ်။ ါမဲ့ခရစ်ယာန်တယောက်ရွှေဖက်နဲ့မရှိတော့တာကြောင့်ဘောလုံးကံဖို့ကိုကိုယုံကြည်မှုမရှိတဲ့အချိန်မှာမိဘကပွဲတဲ့ဝင်ကံဖို့ဒီဖက်နဲ့မလို့ကြောင်းနဲ့ကိုကိုယုံကြည်မှုရှိဖို့လိုကြောင်းလို့ကြောင်းအာပိစကားပြောလာခဲ့ပါတယ်။အဲ့နောက်မှာတော့ခရစ်ယာန်တယောက်ဝင်ကစားပြီးမိဘရဲ့အာပိစကားတွေကြောင်းအသင်းရဲ့ဥဆောင်ကိုကိုယုံကြည်မှုပြည့်နေသွင်းနိုင်ခဲ့ပါတယ်။ဒါ့ပြင်ပွဲပြီးကနေနောက်ဆုံးမိနစ်မှာလည်းသူ့ရဲ့အိုက်တော်ခရစ်စတီယာနိုရော်နယ်ဒိုလိုပီလီကန်ချစ်မြို့နယ်လှလပပကိုရဲကိုကန်သွင်းခဲ့ရင်အသင်းကိုချန်ပီယံဖြစ်စေခဲ့ပါတယ်။အဲ့ဒီချိန်ကက်သရင်ကလည်းဂျိုင်းတောင်နဲ့ရောက်လာခဲ့ပြီးချက်ချင်းဆိုသလိုဂျော့လေနောက်ကနေရောက်လာခဲ့ကလင်မယားနှစ်ယောက်လွမ်းတဲ့ရင်ပြပြတည်ပြေးလိုက်ချပါတယ် ပြည်တော်နယ်ချန်ပီယံဖလားကင်ထားတဲ့သူတို့ရဲ့သားစီကိုတော့ပြီးမိသားစုတွေပြန်လဲစုံစည်းခဲ့ကြပါတယ်။ခဏနေတော့ Frank ကအနာကပ်ပြီးဝင်ရောက်မဲ့ချိန်သူ့သားကိုနှိပ်စက်ထားလို့ဆိုပြီး Catherine ကပါရိုက်လိုက်တာအဖိုးကြီးဆွေမျိုးတွေပါမိသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးဇက်ဝင်ကမ်းမှာတော့နိုင်ငံလက်ရွေးစင်ကစားသမားမတ်ဟာ Christian ကိုနိုင်ငံအသင်းမှနေရာတနေရာပေးဖို့ကမ်းလှမ်းလာခဲ့ပါတော့တယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ။